တရုတ်ဟာဘင်္ဂလားဒေ့ရှ်ရဲ့ကျန်းမာရေးဆောင်ရှောက်မှုကဏ္ဍမှာယင်းနှိမ့်မြုံနှံမှုတိတိတသာတိုးမြင့်နေပြီးနှစ်နိုင်ငံကြားမဟာဗျူဟာမြောက်ဆက်ဆံရေးမြင့်တင်မှုကိုထင်ဟပ်စေခဲ့တယ်လို့ Nikkei Asia ကဖော်ပြခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့ကျန်းမာရေးဆောင်ရှောက်မှုကဏ္ဍမှာတရုတ်ရဲ့ပါဝင်ပတ်သက်မှုတွေကတည်တာတဲ့စီမံကိန်းတစ်ခုမှာဘင်္ဂလားဒေ့ရှ်တရုတ်ချစ်ကြည်ရေးဆေးရုံဘင်္ဂလားဒေ့ရှ် China Friendship Hospital တည်ဆောက်ရေးဖြစ်ပါတယ်။ဒါကမျိုးတော်မှာထူထောင်မဲ့ကရင်တထောင်ဆက်တဲ့အဲ့ဒီဆေးရုံတည်ဆောက်ရေးအစီအစဉ်ဟာ နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ဖို့နဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုကိုတိုးတက်စေဖို့ဖြစ်ပါတယ်။အဲဒီပြင်တရုတ်ဟာဘင်္ဂလားဒေ့ရှ်မှာအကျိုးတူပူးပေါင်းတဲ့လုပ်ငန်းစုအဖြစ်ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝန်းဆေးရုံပေါင်း64ရုံတည်ဆောက်ဖို့အစီအစဉ်ထားပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့မြို့တွေနဲ့မြို့နယ်တွေမှာအဲဒီဆေးရုံတွေတည်ဆောက်ပြီးစီမယ်ဆိုရင် လူနာကရင်ပေါင်း9000ခန့်ပုံမှုများပြလာမှာဖြစ်ပြီးခေတ္တကျမ်းမာရေးဆောင်ရှောက်မှုပြေဖို့ရှိရထားပါတယ်။အဲ့ဒီပြင်တရုတ်ဟာသွေးလွန်တုပ်ကွေးတိုက်ဖြတ်တဲ့ဆေးဘက်ဆိုင်ရာအကူအညီတွေနဲ့အရေးပေါ်အကူအညီတွေကိုလည်းဘင်္ဂလားဒေ့ရှ်ကိုထောက်ပံ့ပေးနေပါတယ်။အဲ့ဒီအကူအညီတွေထဲမှာသွေးစိတ်ပိုင်းတွေကိုခွဲခြားလေ့လာတဲ့ဆက်တွေ၊သွေးလွန်တုပ်ကွေးစစ်ဆေးတဲ့ကိရိယာတွေပါဝင်ပါတယ်။အဲ့ဒီပြင်တရုတ်ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစည်းဝါအကူအညီနဲ့ တိုင်ယာရီကုသရာမှာအကူအညီပေးဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကိုအမျိုးသားအရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ဆီလုခဲ့ပါတယ်။စစ်တကောင်းစီကောလိပ်စီယုံစစ်တကောင်းမက်ဒီကယ်ကောလိပ်ဟော့စပီတယ်မှာလည်းတရုတ်ဟာမီးလောင်ကျွမ်းမှုကြောင့်ရရှိတဲ့တိုင်ယာရီကိုကုသဖို့ဘန်ယူနစ်အမည်ရှိကုသဆောင်တစ်ခုထူထောင်ကစီဝါကုသမှုတွေကိုထောက်ပံ့ပေးလျက်ရှိပါတယ်။